တမတော်ကနိုင်ငံတော်နှင့်ပတ်သက်၍တဲ့ထိမ့်သိမ့်ဆောက်ရှောက်ခဲ့သောအစဉ်လာများကြောင့်တမတော်သည်တဲ့မြမနိုင်ငံရေးတမိုက်တလျှောက်လုံးနဲ့နိုင်ငံတော်အားကယ်ဆယ်ဆောင်ထိန်နိုင်စွမ်းရှိသည့်တခုတည်းသောအမျိုးသားရေးအင်အားစုကြီးအဖြစ်ရပ်တည်နိုင်ခဲ့သည်ဟာမှန်တာဗောတမတော်ကလွဲရဲ့မြမနိုင်ငံမှာအကြီးဆုံးအမျိုးသားရေးအဖွဲ့ကြီးဆိုတာလည်းမရှိဘူးဘသူမှလည်းလာပြီးတော့ ဟိုပခုံးကြီးလာရှည်လို့မရဘူးပခုံးကြီးရှည်ကြီးသူရင်းနဲ့ပေါက်ဒါပဲထို့ကြောင့်တမတော်ကြီးအမျိုးသားနိုင်ငံရေးဥပဆောင်မှုအစင်လာသည်တီဆောက်ရေးတိုက်ပွဲမှစတင်မပြတ်မရွံ့အခိုင်အမာတည်ရန့်ခဲ့ပြီသည်တဲ့အနာပဲနော်အဲ့တော့တမတော်ကြီးအမျိုးသားနိုင်ငံရေးဥပဆောင်မှုအစင်လာကိုမြန်မာနိုင်ငံရေးတမိုင်းကြောင်းနဲ့ရှင်၍တည်ပြလိုပါသည်တဲ့ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင်စပါပြီเนาะဇလံအခုပါစပါပြီမျိုးချစ်စိတ်ဇာတိမံထက်တန်တက်ကြွသော အမျိုးသားနိုင်ငံရေးသမားလူငယ်များဤကြီးမားသည့်ရည်မှန်းချက်မလျှော့သောဇွဲလုံးလာတို့ကြောင့်ဗမာလွတ်လပ်ရေးတက်မတော်ကြီးပေါ်ပေါက်လာခဲ့ရပါသည်ကြက် BIA စပေါ်တာပေါ့1947မှာဟုတ်ကဲ့ကျေးဇူးပါထိုချိန်တွင် ်တမတော်ဤခံယူချက်မှာအဲ့ဒါကျွန်တော်ပြောခဲ့ပြီဝါဒတွေပြောင်းသွားတယ်ဆိုတဲ့အကြောင်းပြောခဲ့တယ်နော်လွတ်လပ်ရေးမရခင်တော့မြန်မာဟိုမြန်မာနိုင်ငံရဲ့မျိုးသားရေးဝါဒသည်လွတ်လပ်ရေးသည်ပထမလွတ်လပ်ရေးသည်ဒုတိယလွတ်လပ်ရေးတတိယအဲ့ဒါတွေကျွန်တော်ဝါဒတွေစင်ခဲစင်ခဲကျွန်တော်ပြောခဲ့တယ်ဒီထဲမှာသူထည့်ရေးပေးတာနော်ထိုချိန်တွင်တမတော်ဤခံယူချက်မှာလွတ်လပ်ရေးသည်ပထမလွတ်လပ်ရေးသည်ဒုတိယလွတ်လပ်ရေးသည်တတိယဟူ၍ဖြစ်ခဲ့သည်တဲ့မှန်ပါတယ်နော်ထိုမှဆက်၍ဗမာကာကွယ်တက်မတော် မျိုးချစ်ဗမာတပ်မတော်ဟူသောအမိများပြောင်းလဲခံယူ၍အမျိုးသားရေးတာဝန်ကြီးဖြစ်သောလွတ်လပ်ရေးအတွက်ကြာရတာဝန်များကိုတက်ဆုကြိုးပမ်းထမ်းဆောင်ခဲ့သည်တဲ့စင်ငယ်စင်ငယ်ပေါ်ပေါက်လာတဲ့တပ်မတော်ကြီးက51မှာ BIA ဖွဲ့တယ်52မှာ BDA 53မှာ BNE 54မှာဖတ်တပ55မှာဖတ်တပလာဆိုပြီးအဲ့လိုစင်ငယ်စင်ငယ်စင်ငယ်နော်ပေါ်ပေါက်လာပြီးတော့မျိုးသားရေးတာဝန်တွေကိုယူခဲ့ကြတယ်ပေါ့ ွတ်လပ်ရေးပန်းနိုင်ကိုပြီး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 မြင်တွေ့လာရခြင်းတွင်တဲ့သဘောတရားရေးခံယူချက်အဖြစ်အဲအဲ့မှာဝါဒပြောင်းသွားပြီနော်လွတ်လပ်ရေးသည်ပထမဒီမိုကရေစီရေးသည်ဒုတိယဆိုရှယ်လစ်ရေးသည်တတိယဟူသတ်မှတ်ခံယူခဲ့သည်တဲ့မှန်တယ်မှန်တယ်နော်ဝါဒပြောင်းသွားပြီထိုကဲ့သို့အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုဥဆောင်မှုလှုပ်ရှားမှုကြီးအောင်မြင်ထမြောက်၍မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့ပြီးသည့်နောက်ပိုင်းတွင် နိုင်ငံတော်၏အခြေအနေမှာပြည်တွင်းတောင်းကျမ်းမှုဒဏ်ကြောင့်ရဲရင်ဆိုးရွား၍လာခဲ့ရပြန်သည်တဲ့။နော်အဲ့တော့ကျွန်တော်ကဝါဒပြောသွားတယ်။လွတ်လပ်ရေးသည့်ပထမဒီမိုကရေစီရေးသည့်ဒုတိယဆိုရှယ်လစ်ရေးသည့်တတိယဆိုပြီးတော့သွားတယ်။နော်အဲ့ဒီအခြေအနေမှာကျွန်တော်တောင်းကျမ်းမှုတွေရှိနေခဲ့တယ်ပေါ့။အဲ့တော့ကိုလိုနီနယ်ချက်စနစ်သွေးကွဲအုပ်ချုပ်ရေးဆိုးမွေကြောင့်အဲ့ဒီဆိုးမွေကတော့အခုချိန်ထိပါလာတာပါပဲ။နော် အဲ့ဒီအမျိုးဒေါ်စုကိုယ်တိုင်လည်းရခဲ့တာ ဖြစ်တဲ့ခါကျတော့မြန်မာနိုင်ငံကြီးကိုဖျူပရေဖြစ်အောင်ဖြိုခွဲခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်ခေါ်ကဘာပတ်မူစကူဒူးတဲ့အဖွားကြီးပေါ့နော်အဲသူကကိုလိုနီအမွေစိုးတွေရထားတယ်အဲ့တော့သွေးခွဲအုပ်ချုပ်ရေးစိုးမွေကြောင့်တိုင်းရင်းသားလူမျိုးစုများကြီးသွေးစည်းညီညွတ်မှုပြိုကွဲကလူမျိုးစုတောင်းကျမ်းသူများပေါ်ပေါက်လာခဲ့တယ်လို့ဝါရဇွဲပြင်းထန်သောအစိုးရလက်ဝဲဝါဒီများကလည်း အတူရောက်လွတ်လပ်ရေးဟုဆိုကလက်နက်ကင်တော်လှန်ရေးလမ်းစဉ်ကိုကျင်သုံးလာခဲ့ကြပြန်သောအခါတပြည်လုံးကျွတ်ကျွတ်ဆူအောင်စစ်မီးရှိန်ပြင်းထန်ခဲ့သည်တဲ့ဆရာကြီးမတွေ့ရဟုတ်ကဲ့ပါဘယ်မှမတအောင်မကြပါဘူးပြန်နော်တီတော်ဖွဲ့စည်းပြီးစမြမတ်တက်မတော်အတွင်းမှလဲတိုင်းရင်းသားတနက်ကင်တက်ရင်အချို့နှစ်ကိုမီနစ်တို့ဤစီယုတ်တဲ့သွင်းမှုကို ခံထားရသောတည်ရင်ချို့ပဲ့ထွက်တော်ခုသွားခင်ကြတယ်ထိုကာလများတွင်မြန်မာ နိုင်ငံရေးလောကရှိအင်အားစုများမှလည်းစူးစိညီညွတ်မှု မရှိပဲအကွဲအကွဲအပြားအပြားဖြစ်နေခဲ့သည်ကိုတွေ့ရသည်လက်ဝဲဆူရအုပ်စုများဖြစ်သည့်ကိုမြူနစ်ဝါဒီအချင်းချင်းမှပင် အလန်နီအလန်ဖြူဟူ၍ကွဲပြားခဲ့ကြသလိုပြည်သူရဲဘော်အပွဲစည်းတွင်၌လည်း လံဖြူလံဝါဟူ၍ကွဲခဲ့ကြသည်တိပါဘူးဗျာမမှန်မေဘူးဤကဲ့သို့အချင်းချင်းမညီမညွတ်အကွဲခွဲပြပြဖြစ်နေသောအချိန်၌လွတ်လပ်ပြီးသားနိုင်ငံကိုပြန်လည်ထူထောင်ရေးလုပ်ငန်းများလှုပ်ဆောင်ရမည်အစားရရှိပြီးသောလွတ်လပ်ရေးနှင့်အချုပ်ချာအာဏာပိုင်ဆိုင်မှုကိုပြန်လည်မဆုံးရှုံးရလီအောင်လှုပ်ဆောင်ရမည်အခြေအနေရှိခဲ့သည်အဲ့တော့အကုန်လုံးကတွေးကွဲနေပြီလေ နော်အဲအကွဲကွဲအပြဲပြဲတွေဖြစ်နေတဲ့ခါကျတော့ပြန်ပြီးတော့တင်းကြီးအောင်လောက်ကတော့မယ်တိုင်းပြည်ကနုနုမုံတိုင်းကထန်ထန်ဖြစ်နေခဲ့သည့်ထိုအချိန်ကာလတွင်တိုင်းပြည်နှင့်လူမျိုးအပေါ်ထာဝရသစ္စာစောင့်တည်ရိုတည်သည့်တက်မတော်သည်ရုပ်ပိုင်းဆိုင်ရာအင်အားအယတွက်ဆလျင်ရန်သူတက်အစမတန်အင်အားနှဲပါခဲ့သည့်တိုင်အောင်ကြီးမားသောသူရတ္တိ ဇဲလုံးလာတို့ဖြင့်အသက်သွေးများစွာဇတိကနိုင်ငံတော်ဤလွတ်လပ်ရေးနှင့်ချုပ်ချာအာဏာပိုင်ဆိုင်မှုကို မဆုံးရှုံးရလေအောင်ထိမ့်သိမ်းဆောက်ရှောက်နိုင်ခဲ့ပါသည်မှန်တာပေါ့အိုးရန်ကုန်အစိုးရလိုအခြေအနေမှာတည်းရလဲပဲရန်သူကအေအားရမ်းကြည့်နေတာနော်ရန်သူကအေအားကြည့်ရမ်းကြည့်နေတယ်ဟို88အဲ့ဒီမှာကျွန်တော်တို့သူရေးဝါတယ်ပါပါတယ်လေနော်ကျွန်တော် စစ်သားတွေကိုယ်တိုင်လည်းတောခိုတယ်စစ်သားတွေတက်ရင်းလိုက်တောခိုကြတယ်အဲ့တော့တက်မတော်ကပြုတ်ကွဲနေတယ်ရန်သူကကိုယ့်ထက်အင်အားကြီးနေတာအဲ့တော့ဘာဖြစ်လဲဒါကိုရအောင်ဇွဲလုံးလာကိုတော့အသက်တွေစည်ပြီးတော့နိုင်ငံတော်လွတ်လပ်ရေးနဲ့အချုပ်ချအာဏာပိုင်ဆိုင်မှုကိုမဆုံးရှုံးရအောင်ထိန်းသိမ်းခဲ့ရတယ်မှန်တယ်စာရေးသူမြာဝင်းတော်တယ် ိုလဲစာမပတ်ဖတ်ပြတော့နားမထောင်နဲ့နော်အဲ့ဒီလိုနဲ့1950ပြည့်လို့နှစ်များရောက်ရှိတော့အခါတွင်ကျတော့4941က BI စဖွဲ့တာလေအဲ40နှစ်မှာ BDA 43မှာ BNE 44မှာဖတ်တာပါ45မှာဖတ်တာပလားဆိုအဲ့လိုဂျပန်ကိုစတော်လှန်တာအဲ့လိုလေ1950ပြည့်နှစ်လူများရောက်တော့အခါတွင်နဲ့ပြည်တွင်းတောင်းကျမ်းမှုမီးရှိန်လျှော့နေကအေဂျင်စာပြုလာခဲ့တော်လဲ အာနာယနိုင်ငံရေးပါတီများအတွင်အကွဲပြေးများ အုပ်စုပွဲမှုများအုပ်စုတွေပြိပခါများကျေပြန့်စွာ ဖြစ်ပေါ်လာခဲ့သည်မှန်ပါတယ်မှန်ပါတယ်ဒါတွေကတေချာလေးလေ့လာကြပြခင်ဗျားတို့စာအုပ်တွေလိုက်ဖက်နော်ဂျီစာအုပ်တွေမှရေးရတာလည်းမယုံနဲ့လိုက်ဖက်လိုက်လေ့လာကြုံကြုံလို့ဒီဒီမြမတမန်ကြောင့်လည်းပတ်သက်တဲ့စာအုပ်လေးတွေဝယ်စုပြီးတော့ဖက်ဟာမြမတမန်ကဘလို့ကြီးလဲ ဘလို့ကိစ္စရတဲ့ရှိခဲ့တာလဲဘသူတွေကနိုင်ငံကိုတစ္ဆာရှိခဲ့တာလဲဘသူတွေကနိုင်ငံကိုကာဝယ်ဆောက်ရှောက်ခဲ့တာလဲဒါတွေသိရအောင်လို့เนาะကျွန်တော်ကဒါလေးတွေတမင်ဖတ်ပြပေးနေတာရွေးကောက်ပွဲများတွင်လဲတရားမဲ့ပြုမှုများအစုလိုက်တက်ဖြတ်ချင်းချောင်းမှုများနဲ့ပြည့်နေလျက်ရှိသည်တဲ့အနာရပါတီဤကပိုက်ဆောင်တက်ဖွဲ့များက၎င်းတော်ရင်လက်နက်ကင်တောင်းကျမ်းသူအဖွဲ့အစည်းများက၎င်းထီပါနှိပ်စက်မှုတံကို မြန်မာပြည်သူပေါင်းခါးစည်းခံခဲ့ကြရသည်တဲ့တိုင်းပြည်ဤငြိမ်းဟုတ်ပြပြမှုအခြေအနေမှာလဲဆိုးရွားစွာပြပြခဲ့ကကြီးလန့်စွာစားနေထိုင်ခဲ့ကြရသည်အခြေအနေဆက်ရောက်ခဲ့သည်ဤဒီမှာလဲစင်စစ်၌ခေါင်ကစမိုးမလုံးသို့တကဲ့သို့နိုင်ငံကောင်းဆောင်များအတွင်း၌ပင် ပုံကိုရေးမကျင့်တဲ့ချက်မသိမြတ်မှုများကိုအခြေပြု၍စိတ်ဝမ်းကွဲပြားမှုများခြေကံဥပဒေကိုပင်မတည်မမီ ၍မိမိလိုရာဆွဲအသုံးပြုခြင်းများစသည့်အမျိုးသားရေးအကျိုးစီးပွားကိုလစ်လူရှုလျက်မိမိ၏ဂုဏ်သိက်မိမိ၏ပုဂ္ဂိုလ်ပုဂ္ဂိုလ်ရေးအကျိုးကိုမိမိ၏ပါတီအဖွဲ့အစည်းတစ်ခုရဲ့အကျိုးကိုရှေးရှုခဲ့သောမလိုလားအပ်သည့်လုပ်ရများ လုပ်ငန်းစဉ်များ၏အကျိုးဆက်များဖြစ်သည်ဟုဆိုနိုင်ပေသည်ဒါလည်းမှန်တာပဲဒီဘက်ခေတ္တီပဲနော် NLD ခေတ္တီပဲဒါတွေကအဲ့ဒါကျွန်တော်စဉ်းစားကြည့်တာလေ ျွန်တော်တို့အရသာစိုးရမှန်သမျှဘာဖြစ်လို့အဲ့ဒီလိုနိုင်ငံတော်ကိုဥဒိတ်မထားတာလဲဘာဖြစ်လို့အမျိုးသားအကျိုးစီးပွားကိုဥဒိတ်မထားတာလဲဘာဖြစ်လို့အဲ့ဒီထဲမှာတဲ့အရသာတွေထဲမှာတဲ့အကွဲအကွဲပြဲပြဲတဲ့ဖြစ်နေရတာလဲဟွခင်ဗျားတို့ဒီဘက်က NLD ကရောက်တော့လဲဒီလိုပဲအရင်တော့88နဲ့ NLD နဲ့ပေါင်းမလို့လို့ね NLD လဲအာဏာရလဲရောက်88ဒီအကိုခွဲထုတ်ပြီးတော့ပါတီတွေထောင်ဝင်ဟွန်း ခင်ဗျားတို့ပြည်သူတွေကိုအာဏာပေးဖို့ကြိုးစားတိုင်းမှာအာဏာပေးဖို့ကြိုးစားတိုင်းမှာဘာဖြစ်လို့ဦးနေဝင်းခေတုံးကအယသာဆိုရဆိုရှယ်လစ်ဖွဲ့စည်းဖို့ပေါ်ပြီးယသာဆိုရလွှဲတယ်ခင်ဗျားတို့မကြိုက်ဘူးဘယုတ်တော့ကတွေလောက်ကြတယ်နော် 那我咋拿不开？看明儿路，俺那边那边不，古在有搞活路的，基本上把里堡那样叫商边，嗯，那样都在叫商，他库啊，古在中啊。不老的，谁老你不变变嘞？嗯，不老的，俺那有嘞。看明儿路，几家？一般跟你那八地方压家，那老的谁？那老是啊，八地方压家的，几位？